AC MBR ကိုဘလူတိုင်းထားရမယ်ဆိုတော့ကျွန်တော်ရှင်းပြနိုင်ရန်ပါလန်းကြောင်းတစ်ခုကိုဖန်တီးထားပါတယ် AC power အဝင်ဒီကနေဝင်လာပြီးခလုတ်နဲ့မီလုံးနှလုံးကိုခလုတ်တစ်ခုချင်းစီနဲ့ဆက်သွယ်ထားပြီးတော့ဒါက natural line ဖြစ်ပါတယ်ဒါပြည့်စုံတဲ့ပါလန်းတစ်ခုဖြစ်ပါတယ်ကျွန်တော် MBR တိုင်းမယ်ဆိုရင် face အပူ line ဘက်ကနေ MBR တိုင်းဖို့လိုအပ်ပါတယ် MBR တိုင်းတဲ့အခါကျွန်တော်တို့ face အပူရိုးဘက်ကနေတိုင်းရပါမယ် ီမှာထောက်ပြီးတက်စတာနဲ့ဆန်းကြည့်တော့မီးဝင်တာမတွေ့ရပါဘူးဒါဆိုရင်ကြိုးချင်းလွဲနေပါတယ်ကျွန်တော်ပြောင်းပြန်လှန်ပေးလိုက်ပါမယ်ကြံတိုက်ကြည့်တော့တက်စတာနဲ့ထောက်တော့မီးလင်းတယ်ဒါဆိုဖေ့စ်ဝင်နေပါပြီပါဝါလည်းရှိပါတယ်ဒဂျီတမီတာနဲ့အမ်ဘီယာတိုင်းတာတဲ့အခါကွန်မိုနီယာမှာအနက်တန်ကိုစိုက်ပါအနီတန်ကိုတော့ဒီဘက်ကတင့်တော်အမှာကျွန်တော်တို့ရွေးချယ်ပြီးစိုက်ပေးရပါမယ်မီလီအမ်ဘီယာတိုင်းမယ်ဆိုတော့20မီလီအမ်ဘီယာမှာစိုက်ထားပါတယ်အခုကျွန်တော်200မီလီအမ်ဘီယာကိုရွှေ့လိုက်ပါတယ် မီတာလက်တံကိုအမီယာတိုင်းတာရန် CD ပုံစံဖြတ်ပြီးတော့ကျွန်တော်ထောက်လိုက်ပါတယ်အခုရက်စစ်မစီးသေးတော့အမီယာလည်းမပြပါဘူးခလုတ်ကိုဖွင့်လိုက်တဲ့အခါ60မီလီအမီယာလောက်စီးလာပါတယ်ဝတ်သေးတဲ့အတွက်60မီလီအမီယာပဲစီးပါတယ်ကျွန်တော်တရားဝတ်မီလုံးထပ်ဖွင့်လိုက်တယ်အမီယာ200မီလီအမီယာကျော်သွားတဲ့အတွက်မီတာမပြနိုင်တော့ပါဘူးဒါဆိုတိုင်းတာတဲ့အခါကျွန်တော်မီတာကိုနောက်တစ်ဆင့်ပြောင်းပေးဖို့လိုအပ်လာပါပြီဟုတ်ကဲ့ ကျွန်တော်20 MBR ကိုကြောင်းလိုက်ပါတယ်ဆလက်တာကိုလည်း20 MBR ကိုရွှေ့လိုက်ပါတယ်ပြန်ထောက်တိုင်းကြည့်ပါတယ်40 mmR လောက်ပြပါတယ်40ပါဝါကြီးကိုဖွင့်လိုက်တော့ဒါဆိုရင်0.5 MBR လောက်ဖြစ်ပါတယ်900 mmR ပါပါဝါများလာရင်များလာသလို MBR လည်းစားသုံးမှုများလာပါတယ်ပါဝါပြန်ပိတ်လိုက်တော့ MBR လည်းစီးစင်းမှာမဟုတ်တော့ပါဘူး ဒီမီတာတလုံးကိုကြည့်ပါဒီမှာ ACMBR တိုင်းရံအတွက်မပါပါဘူးဒါကြောင့်တိုင်းလို့မရပါဘူးနောက်တလုံးရောဒီမှာလည်း ACMBR တိုင်းရံ function မပါပါဘူးဒီအတွက်ဒီမျိုးစားလည်းတိုင်းလို့မရနိုင်ပါဘူးနောက်တလုံးထပ်ယူကြည့်လိုက်တော့ဒီမျိုးစားမှာလည်း ACMBR တိုင်းရံ function မပါပါဘူးဒါကြောင့် AC အတွက် MBR တိုင်းလို့မရနိုင်ပါဘူးခင်ဗျာ